အားလုံးပဲမင်္ဂလာပါ AAO Art 80ပါကျွန်တော်ဒီနေ့မှာတော့ဗကြီးကားတွေနဲ့ဗကြီးဆရာတွေအကြောင်းကိုပြောပြပေးတော့မှာမဟုတ်ပါဘူးအမှန်တမ်းကျွန်တော်မှာပြောပြပေးဖို့အတွက်လည်း ready script မရှိသေးလို့ပါဒါပေမဲ့ကျွန်တော်ရဲ့ YouTube channel မှာတော့ဒီတစ်ပတ်အတွက် the following အင်ဂျင်အကြောင်း9မိနစ်စာ video လေးတစ်ခုတင်ထားပေးပါတယ်စိတ်ဝင်စားရင်တော့တော်ရောက်ကြည့်ရှုလို့ရပါတယ်ဆိုတော့ကျွန်တော်ဒီနေ့မှာဘာလို့မှာလဲဆိုရင်တော့ Art Knowledge Challenge ခုနေနဲ့ကျွန်တော်ရဲ့စိတ်ထဲမှာပေါ်လာတဲ့ဗကြီးကားတွေနဲ့ဗကြီးဆရာတွေရဲ့နာမည်ကိုတွဲတောက်လျှောက်ရတော့ပြောကြည့်သွားပါပါ ဆိုတော့ကျွန်တော်ဘယ်လောက်ထိနားပြောနိုင်မလဲဆိုတာကိုတော့ဒီဗီဒီယိုလေးကိုတစ်ချက်လောက်ကြည့်သွားပေးကြပါအောင်ခင်ဗျာ။ Okay စကြည့်ကြအောင်။ Ready 1 2 3 go Leonardo da Vinci, the Mona Lisa, Michelangelo, David um uh Michelangelo David uh yeah Johannes Vermeer a Johann uh Johannes Vermeer care with uh care with a bar earring um uh Vincent van Gogh steady night uh what else basically when Ghost Rain I and um and the Fallen Angel, a legendary cabinet. Um Fallen Angel Legendary Cabinet. Okay. Civil Dali, uh Civil Dali, Resistant of Memory, and um, Admiral Death Screen, uh Cloud Morning, Impression Sunrise, and Egon Healy, Portrait of Wally, and what else? Edward Hopper, uh, Night Talk, and Picasso, Guanica, and um, uh, genes honor not tesrine and what is uh liver uh, Lib uh no eugene data squad liver legion of people just wrote a sandy afternoon uh, on the islands or like and um uh, good start clean the kids um yeah what else oh yeah kasushika that? the great wave um who else ဒီအာနိုဖီနီဘိုတိတ်ယမ်ဘဲအက်အမ်ယာပေါ်အော်ဟောယာဒီဂိုဘဲလက်စကွတ်ဝေဒင်လေဒီအမ်အာကာဘာဂျီယိုအာဒေကောလင်းအော်ဆေးမတ်ထရူအမ်အာယာကျွန်တော်ဒီလောက်ပဲရပါတယ် ဆိုတော့ကျွန်တော်ပြောပြခဲ့တဲ့ပကြီးကားတွေနဲ့ပကြီးဆရာကြီးရဲ့နာမည်ကတော့အတန်တွက်တွေမားကောင်းမားနေနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ကိုယ်တိုင်ကပဲအတန်တွက်တွေပြပြအောင်ထွက်နိုင်လို့ပါ။နောက်တစ်ခုကတော့ကျွန်တော်ဒီဟာကိုပြောနေတဲ့အတောအတွင်းမှာအဲကိုယ့်ရဲ့စိတ်ထဲမှာပေါ်လာတဲ့ပကြီးကားတွေနဲ့ပကြီးဆရာကြီးရဲ့နာမည်ကိုကျွန်တော်ရဲ့ဒီဗီဒီယိုကွန်မန့်မှာတွဲရောက်မှန်ပေးနိုင်ပါတယ်။ကျွန်တော်ကတော့ AEO Art 80ပါနောက်ထပ်ပကြီးကားတွေပကြီးဆရာကြီးနဲ့ဒီပြန်လာခဲ့ပါဦးမယ်။ Ciao